အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Diamond Ricket Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇလန်ရဲ့အစာမှာမိုင်လို့အမည်ပေးထားတဲ့မြို့သမီးတူဦးကတခုလည်းဖြစ်ပြီးသူမရဲ့သူဦးတီတော်သမီးဖြစ်သူမင်းအတွက်အနာဂတ်တော့ပါစွာရှင်တန်နိုင်ဖို့မြို့ကိုပြောင်းရွှေ့အလုပ်လုပ်ခဲ့ရပါတယ်မိုင်ကသူမရဲ့ငငယ်ကဘဝလိုမျိုးသူသမီးမင်းကိုအလုပ်ကြမ်းမြန်မလုပ်ရစေဖို့စိတ်ပိုင်းဖြတ်ထားသူဖြစ်ပြီး ခကြီးရဲ့ရှည်ကြီးဖြတ်တန်းပြည့်တဲ့အမိုင်ကစူညံပြီးစိတ်အနှောက်ရှက်ဖြစ်စရာကောင်းတဲ့အင်းငီနာချင်းများနဲ့ပြည့်နေတဲ့တိုက်ခန်းတစ်ခုကိုရောက်လာခဲ့ပါတယ်။မိုင်လဲအခန်းရောက်တော့ပစ္စည်းများထုတ်နေတဲ့အချိန်မှာတိုက်ပန်ရှင်ကရောက်လာပြီးအကျိုးစရံငွေလာတောင်းခဲ့ပါတယ်။မိုင်လဲတိုက်ပန်ရှင်ကိုပိတ်ဆံပေးပြီးတိုက်ပန်ရှင်လည်းထွက်သွားခဲ့ကမိုင်ရဲ့အင်းငီနာချင်းအခန်းကလူတွေကိုသူမရဲ့ကိုရီးကိုသာအကြောင်းကိုပြောပြလိုက်ပါတယ်။ မရဲ့ကံပေးမှာမကောင်းတဲ့လူရှိသလိုစိတ်ကောင်းပြီးခံရတဲ့ဒေါင်းလို့အမြည်ပေးထားတဲ့ဂျင်နာတက်တဲ့အင်ဂျီနန်ချင်းတို့ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်လည်းတိုက်လေကထစ်ပေါ်မှာတွေ့ဆုံခဲ့ပြီးဒေါင်းကမတော်တဆမိုင်းကိုတိုက်မိတာကြောင့်သူမရဲ့ငါးကန်း꽌သွားခဲ့ပါတယ်။ဒေါင်းလည်းရေဘူးထုတ်ပြီးငါးမတေးအောင်အမြောက်ကိုကြီးပေးလိုက်ပါတယ်။ဒေါင်းကအစင်းမြင့်တဲ့ကာဖေးဆိုင်တစ်ခုမှာတချင်းတီးပေးရတဲ့ပီယာနိုသမားတို့ဦးဖြစ်ပြီးသူကအယုတ်ချောတာကြောင့် လေးဝိုင်းအဖြစ်လဲလူတိများပြီးသူ့အခန်းကိုအမျိုးသမီးများအနှဲလာနေလေရှိပါလေ။ဒေါင်ကမိုင်းကိုချိကက်ချင်တာကြောင့်သူမအလုံးလုံးတဲ့အနှိတ်ခမ်းကိုလာပြီးမိုင်းနဲ့အနှိတ်ခံနေခဲ့ပါလေ။မိုင်းကအနှိတ်နဲ့ကိုတာပေးသူအဖြစ်အလုံးလုံးကင်ပြီးသူမကအနှိတ်တဲ့နေရာမှာကျွမ်းကျင်တာကြောင့်လူအများကဒူမကိုရွှေလက်လို့ခေါ်ကြပါတယ်။မိုင်လည်းဒူမရဲ့နှိမ့်နယ်မှုကအဲ့တဲတွေကိုစိတ်ကျေနပ်မှုရစေပေမဲ့လင်ပိုင်းဆိုင်ရာနှိမ့်နယ်မျိုးကိုတော့ဘယ်တော့မှမပြုတ်လို့သူတယောက်ဖြစ်ပါတယ်။ မိုင်ကတောင်ရဲ့ချီကမှုကိုစိတ်ဝင်စားပေမဲ့သူမရဲ့အလုပ်ကိုတော့ professional တယောက်လိုဖြစ်နေခဲ့ပါတယ်။အချိန်ချင်းငင်းပယ်ခံရတဲ့ဒေါင်းလဲလက်မလျှော့ပဲမိုင်အကြောင်းကိုပုံမစူးစမ်းလေ့လာခြင်းတော့ကြောင့်ဒေါင်းကမိုင်နဲ့အတူအချိန်ဖြုန်းဖို့သူမရဲ့နှိမ့်နယ်ခန်းကိုမကြာခဏရောက်လာခဲ့ပါတယ်။ဒီနေ့ရောက်တော့မိုင်ရဲ့အိမ်နီးနားချင်းကမိုင်တွေကို သူမရဲ့တခါရှိမှသမင်ချထားလို့စကားများနေကြပါတယ်။ကံကောင်းစွာပဲဒေါင်းကသူ့အခန်းနဲ့နှီးတော့ မိုင်းရဲ့အိမ်နီးနားချင်းများကိုကူပြီးမောင်းထုတ်ပေးလိုက်ပါတယ်။ဒါတင်မကသေးပဲမိုင်းကအလုတ်ခွေမှာလည်းအစီမပြေမှုများကိုကြုံတွေ့ရပြီးသူမရဲ့လုတ်ဖော်ကိုင်ဖက်သူကကန်စမာအလုံးကမိုင်းရဲ့နှိမ့်နေတော်ကိုပဲခံချင်းကြတာကြောင့်မနာလိုဖြစ်နေခဲ့ကြပါတယ်။မိုင်းကသူမရဲ့လုတ်ဖော်ကိုင်ဖက်ကိုသူတို့ရဲ့မမှန်ကန်တဲ့အလုပ်ရက်တွေကိုဖော်ထုတ်ပြောဆိုမိတာကြောင့်သူမရဲ့လုတ်ဖော်ကိုင်ဖက်ကသူမကိုရိုက်ဖို့ရည်ရွယ်လိုက်ပေမဲ့လုံချုံရဲ့ဝန်ထမ်းသူကရောက်လာပြီးမိုင်းကိုကယ်လိုက်ပါတယ်။ ညာဘက်ရောက်တော့မိုင်းရဲ့တခန်းရှိကအမီတီးပြက်နေခဲ့ပြီးသူမပြင်ဆင်နေတဲ့အချိန်မှာယောက်ျားလေးအိမ်နီးနှချင်းတို့ကရောက်လာခဲ့ပါတယ်။အဲ့ဒီလိုလဲသူ့ကိုကိုညင်ချင်းရောင်ဆောင်ခဲ့ပြီးမိုင်းအိမ်ထဲဝင်သွားတဲ့အချိန်မှာအဲ့လိုလဲသူမကိုမကောင်းကြံကချင်းကက်လာခဲ့ပါတယ်။ကောင်းကောင်းစွာပဲအဲ့ဒီအချိန်မှာတောင်းကရောက်လာပြီးအဲ့ဒီလူကိုပြစ်ထိုးလိုက်ပါတယ်။ အဒီလိုနဲ့သူတို့လည်းရဲစခန်းကိုသွားလိုက်ရပြီးရဲစခန်းမှာလည်းအဒီလိုကဒေါင်းကိုပြန်ပြီးဆွတ်ဆွဲတာကြောင့်ဒေါင်းလည်းနောက်ထပ်တစ်ခါထိုးဖို့လုပ်လိုက်ရပါတယ်။ညနေရောက်တော့ဒေါင်းကသူကြိုက်တဲ့ကာဖေးဆိုင်ကိုခေါ်သွားပြီးညစာစားဖို့ခေါ်လာလိုက်ပါတယ်။အဒီလိုနဲ့သူတို့နှစ်ယောက်လည်းစကားတွေပြောနေကြပြီးမိုင်က လူတွေဘကြောင့်သူမကိုမကောင်းတဲ့အမျိုးသမီးတစ်ယောက်လို့ထင်နေကြတော့ကိုဒေါင်းကိုပြောပြလိုက်ပါတယ်။ တောင်းလဲအလွန်လပါပြီးလူတွေထင်သလိုမကောင်းတဲ့အမျိုးသမီးမဟုတ်ကြောင်းမိုင်းကို ပြန်ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်လည်းထမင်းစားပြီးလို့အိမ်ပြန်လာတဲ့အချိန်မှာသူတို့ရဲ့အိမ်နီးနားချင်းကအလွန်ပဲတောင်းကျနေတာကြောင့်တောင်းကသူမကိုသူ့အလုံးလုံးတဲ့နေရာကိုခေါ်သွားပြီးတညလုံးအဲ့ဒီမှာပဲအချိန်ကုန်သွားခဲ့ပါတယ်။ နောင်နေရောက်တော့သူတို့နေရောက်လဲအိမ်ပြန်လာတဲ့အချိန်မှာသူမရဲ့သမီးမင်းနဲ့သူမရဲ့ယောက်ျားဟောင်းကရောက်လာကြပြီးမန်ရဲ့ယောက်ျားကလောင်းကစားလို့အရက်ပဲတောက်နေတာကြောင့်အကျွေးများတည်နေခဲ့ကအကျွေးဆက်ဖို့ငွေလာတောင်းခဲ့ပါတယ်သူမယောက်ျားလည်းပိတ်ဆမပေးရင်သူသမီးဖြစ်တဲ့အမင်းကိုအန်ဒီရဲ့ပြုတ်မယ်လို့ကြိမ်းမောင်းလိုက်တာကြောင့်သူမလည်းရှိတဲ့ပိတ်ဆံအနှဲငယ်ကိုပေးလိုက်ရပါတယ်။မိုင်လည်းသူမရဲ့ယောက်ျားကို အလိုမဲ့စိတ်ဆိုးနေခဲ့ပြီး သူမရဲ့ဘဝကိုအမြဲနှောက်ရှက်နေတာကြောင့်မခံမရဖြစ်နေခဲ့ပါလေ။တစ်ချိန်တည်းမှာပဲသူတို့နှစ်ယောက်လင်မယားစကားများနေတဲ့အချိန်မှာအင်းနီနန်ချင်းလူတွေကအကြောင်းကြည့်နေခဲ့ပြီးနောက်တော့အမင်းကသူတို့ကိုမောင်းထုတ်လိုက်ပါလေ။သူမရောက်ကြလဲပိုက်ဆံရတော့ပြန်သွားလိုက်ပြီးမိုင်လေသူသမီးကိုအရန်ချစ်တာကြောင့်စိတ်မချပဲသူသမီးကိုသူနဲ့ပဲနေဖို့ပြောတော့အမင်းက သူမအမေနဲ့နေရင်အခြားယောက်ျားလေးတွေစိတ်မဝင်စားပဲနောက်အိမ်ထောင်မရပါဆိုတဲ့အတွက်ငင်းလိုက်ပါတယ်အဲဒီလိုနဲ့မိုင်ကသူမဘွားကိုခက်ခက်ခဲခဲယုံကန်နေရပြီးဒီနေ့တော့သူမရဲ့တမီးကစားတော့ဆိုင်တစ်ခုမှအလုပ်ရသွားခဲ့ပါတယ်စားတော့ဆိုင်ရဲ့ပိုင်ရှင်ကတောင်းရဲ့အမေဖြစ်ပြီးမိုင်ရဲ့နှိတ်တော်တော်ကိုတည်တာကြောင့်သူမကိုညီမတယောက်လိုဆက်ဆံနေခဲ့ပါတယ်တစ်ဖက်မှာလည်းတောင်းကသူ့တငယ်ချင်းနဲ့သမင်းစားနေရင်းမိုင်နဲ့ဆက်ဆံရေးအကြောင်းကိုပြောနေခဲ့ပါတယ် တနေ့ရောက်တော့မိုင်ကအလုတ်ကြီးလို့အိမ်ပြန်ခန်းဒီမှာအဝတ်လဲခန်းမှာသူမနဲ့စကားများခဲ့တဲ့အလုတ်ဖော်ကင်ဖက်ကတကားကိုတော့ခဲလို့မိုင်တယောက်ထမရပဲပိတ်မိနေခဲ့ပါတယ်။မိုင်ကလူကောင်းတယောက်ဖြစ်တာကြောင့်သူမကိုလုံခြုံရေးတယောက်ကလာခဲ့လိုက်ပါတယ်။မိုင်လည်းသူမပိတ်မိနေတော့ကိုဘလို့တိလဲလို့လုံခြုံရေးကိုမေးတော့လုံခြုံရေးတမားလည်းအလုတ်ပြန်ခန်းဒီမှာသူ့ကိုအမြဲနှုတ်ဆက်တဲ့သူကမိုင်ပဲရှိတာကြောင့်ဒီနေ့မှနှုတ်ဆက်တဲ့သူမရှိကြောင်းပြန်ပြောလိုက်ပါတယ်။ သူမလည်းလုံချုံကြီးပြောတော့ကိုကြတော့ဖက်ပြီးငိုနေလိုက်ပါလေအဲ့ဒီလိုနဲ့မိုင်လည်းစိတ်ညစ်နေတာကြောင့်အခန်းကိုမပြန်ပဲဒေါင်းလုံးလုံးတဲ့နေရာကိုသွားပြီးဒေါင်းနဲ့အရက်တောင်းနေရင်းနဲ့စကားပြောနေကြပါလေဒေါင်းလည်းသူမကိုတစ်ဖက်သက်ကြွေနေတာကြောင့်ရင်ဖွင့်လိုက်ပြီးမိုင်လည်းသူမမှာကလေးရှိတာကြောင့်သူနဲ့အဆင်မပြေကြောင်းပြန်ပြောလိုက်ပါလေဒေါင်းလည်းသူမကိုချင်းမိနေတာကြောင့်အရာအလုံးကလက်ခံနိုင်ပြီးပြန်ပြောလိုက်ပါလေဒါပေမဲ့တစ္ဆာဖောက်ခံဖူးတဲ့မိုင်ကတော့ တောင်းကိုယုံဖို့ခက်ခဲနေခဲ့ပြီးနောက်တော့သူတို့လည်းအခန်းရောက်တဲ့အချိန်မှာမိုင်ကအယံမူတာကြောင့်အခန်းထဲဝင်ဖို့လုပ်တဲ့အချိန်မှာသူမကတောင်းကိုနမ်မိလိုက်ပါတယ်။အဲဒီလိုနဲ့အခွင့်ရရတဲ့တောင်းလည်းသူမကိုတညာလုံးပြုစုပေးလိုက်ပါတယ်။မနေ့ရောက်တော့မိုင်လည်းတောင်းအိပ်ရာထဲရောက်နေတော့ကိုတီးတော့ ပစ္စည်းယူပြီးအကမ်းပြန်ဖို့လုပ်တဲ့အချိန်မှာတောင်းက သူမကိုတားလိုက်ပါတယ်။မိုင်လည်းမင်းညာကဘာတွေဖြစ်ပျက်ခဲလဲလို့တောင်းကိုမေးလိုက်ပြီးတောင်းလည်းသူတို့တွေချစ်သူရေးစားဖြစ်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။အဒီလိုနဲ့မိုင်လေတောင်းတဲ့ချစ်သူရေးစားတွေဖြစ်သွားကြပြီးဒီရဲ့ပစ်တရဲ့တန်ရောစင်တွေပို့ပြီးတွေ့လာခဲ့ပါတယ်။နောက်ဆုံးမှာတော့တောင်းလေမိုင်ကိုလက်သွဲဖော်ဖြင့်ရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပြီးသူရဲ့မိသားစုနဲ့မိုင်ကိုမိတ်ဆက်ပေးဖို့အင်ကိုခေါ်ပြန်လိုက်ပါတယ်။ အိမ်ရောက်တော့ညစာစားပွဲမှာတောင်းကမိသားစုနဲ့မိတ်ဆက်ပေးလိုက်ပြီးနောက်ဆုံးတော့တောင်းကသူ့အမေကိုခေါ်တဲ့အခါမှာမိုင်က အလိုမဲအံ့ဩသွားခဲ့ပါတယ်။အဒီညမှာတော့သူတို့လည်းပျော့ပျော့ပါပါစားတောက်လိုက်ကြပါတယ်။နောက်နေ့ရောက်တော့ဖခင်ကြောင့်တက်တဲ့အချိန်မှာတောင်းရဲ့အမေကမိုင်နဲ့စကားပြောနေကြပြီးနောက်တော့တောင်းရဲ့အမေကသူ့သားဟာတခိုးလက်နဲ့မထိုက်တန်ကြောင်းပြောပြီးအသူမနေတင်ကြောင်းပြောလိုက်ပါတယ်။သူတို့စကားပြောနေရင်မှပဲတည်င်းစိုးတစ်ခုတီးလိုက်ရပါတယ်။ မရဲ့ယောက်ျားကအရက်သေးစားတောက်စားပြီးအကျွေးမပေးနိုင်တာကြောင့်ဒုံရဲ့အမေဆိုင်မှာအကျွေးရှင်ကလာတောင်းနေခဲ့ပါတယ်။မိုင်တို့ပိုက်ဆံမရှိမှန်းသိတဲ့ဒုံရဲ့အမေလည်းပိုက်ဆံတော့ရဲ့ကိုညီလိုက်ပြီးမိုင်လည်းသူ့ယောက်ျားကိုအိမ်ခေါ်ပြန်လိုက်ပါတယ်။အိမ်ရောက်တော့မိုင်လည်းသူ့မှရှိတဲ့ပိုက်ဆံအကုန်လုံးကိုသူ့ယောက်ျားကိုပေးလိုက်ပြီးသူမရဲ့ဘဝကိုနောက်ထပ်ဘယ်တော့မှမနှုတ်ရှက်ဖို့ပြောလိုက်ပါတယ်။အဲဒီနောက်ဒုံလည်းမိုင်ရဲ့အိမ်ကိုရောက်လာခဲ့ပြီး ဒေါင်လေသူ့အမေနဲ့တွေ့ပြီးတဲ့အချိန်ကစားလို့သူ့အမေကဘာလို့သူ့ကိုလစ်လျုံရှုနေရတာလဲလို့မိုင်းကိုမေးလိုက်ပါတယ်။မိုင်းလည်းသူ့မဘွားမှာခက်ခဲပေါင်းများစွာရှိနေတာကြောင့်စိတ်ညစ်နေခဲ့ပြီးဘာမှမပြောဘဲနေနေခဲ့ပါလေ။နောက်တော့မိုင်းလည်းတမီပိတ်ဆံနဲ့ကြီးပွားနေတဲ့ဒေါင်ကိုသူ့မရဲ့ဘွားကိုမဆောင်ရှောက်နိုင်ကြောင်းပြန်ပြောလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ဒေါင်လည်းသူ့အမေစီကိုသွားပြီးမိုင်ကိုဘာတွေပြောခဲ့လဲလို့မေးလိုက်ပြီးဒေါင်အမေလည်းမိုင်ကိုသဘောမတူနိုင်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒေါင်လည်းမိုင်ကိုအတီချစ်တာကြောင့်သူ့အမေကိုငင်းဆန်ဖို့ပြောလိုက်ပြီးသူ့အမေပေးထားတဲ့ပစ္စည်းဥစ္စာမနှမြထားခဲ့ကအိမ်ပေါ်ကနေဆင်းလိုက်ပါတယ်။ဒေါင်လည်းအလုတ်ပါထုတ်ခံလိုက်ရပြီးအခန်းပြောင်းလိုက်ရပါတယ်။နောက်တော့ဒေါင်ကမိသားစုတစ်ခုမှကလေးကိုပီယာနိုတင်ပေးရတဲ့အလုပ်ရလိုက်ပြီး အလောကအစင်ပြေနေပေမဲ့မိုင်းကိုတတိယနေခဲ့ပါတယ်။တဖက်ကမိုင်းလည်းအိနီနာချင်းတောင်းမရှိတော့တာကြောင့်ဝိုင်းအနိုင်ကျင့်ခံလိုက်ရပြီးအလုံမှလည်းအလုတ်ခေါ်ကင်ဖက်တွေကသူမကိုဝိုင်းရိုက်ကြပါတယ်။နောက်တော့မိုင်းလည်းအသွေးပေါင်းစုံနဲ့ဝေဒနာခံစားရပြီးနောက်တော့သူမလည်းသူ့ရဲ့လုတ်ခေါ်ကင်ဖက်ကိုပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိုင်းလည်းအလုံမှပွဲချမ်းပြီးအလုတ်ထွက်ဖို့သူ့ရဲ့မန်နေဂျာကိုပြောလိုက်ပါတယ်။ နောက်တော့ဒေါင်လေမရဲ့အခန်းကိုလာပြီးသူဆူရတဲ့ပိုက်ဆံနဲ့လက်ဆောင်ွယ်လာပေးခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဒေါင်လေသူမကိုအိမ်နောက်တစ်ခါခေါ်ပြန်လိုက်ပြီးဒေါင်ရဲ့အိမ်မှာမင်းရှိနေတာကြောင့်မိုင်းလဲအံ့ဩသွားခဲ့ပါတယ်။ဒါတင်မကတဲ့ပဲညစာစားနေရင် သူမရဲ့ယောက်ျားကလည်းရောက်လာခဲ့ပါတယ်။အဒီနောက်မှာတောင်းရဲ့အမေလည်းအကြောင်းစုံမင်းမြန်လိုက်တဲ့အချိန်မှာတော့မိုင်ရဲ့ယောက်ျားကမိုင်ကသူ့ရဲ့မိန်းမမဟုတ်ပဲသူ့သမီးဖြစ်ကြောင်းပြောပြလိုက်ပြီးမိုင်ကိုအသက်ငယ်ငယ်ကတည်းကအတူတူနေကမိန်းမလိုမျိုးဆက်ဆံခဲ့ကြောင်းပြောပြလိုက်ပါတယ်။မိုင်လည်းသူ့အဖေစကားကိုကြားတော့အလွန်စိတ်တူနေခဲ့ပြီးအိမ်ရောက်တဲ့အချိန်မှာမိုင်လည်းရှိသမျှပိတ်ဆံကိုထုတ်ကာသူ့အဖေရဲ့လိုရက်ကိုစိတ်နာတာကြောင့်ပိတ်ဆံကိုလွင့်ပြစ်လိုက်ပါတယ်။ ိုက်ဆံမတဲ့သူ့အဖေလည်းပိုက်ဆံကိုပြန်ကောက်ဖို့လေကားကနေပြေးစင်းနေရင်ပြုတ်ကြကားတည်ဆုံသွားခဲ့ပါတယ်ရန်အငယ်ကြတော့မိုင်လဲလုံးကိုချင်းတွေးလိုက်ပြီးမိုင်လဲဘွားအစ်စ်ပြန်စားဖို့အတွက်အချားမျိုးမှာအလုတ်သွားလို့ဖို့ပြောကလုံးကိုသူမရဲ့အချစ်စစ်အချစ်မှန်နဲ့ချစ်ခဲ့တော့လဲဘွားချင်းချတော့အစီမပြေနိုင်ကြောင်းလုံးကိုပြောပြလိုက်ပါတယ်။လုံးလဲမိုင်ကိုအတီချစ်တာကြောင့်ဘလောက်ပဲကြကြဆောင်းနိုင်ကြောင်းပြောလိုက်ပေမဲ့ မိုင်ကတော့သူမကိုမဆောက်ပဲဘဝအစ်စ်ပြန်ဆဖို့ပျော်ရှင်တဲ့ဘဝကိုတည်ဆောက်ဖို့ကတိတောင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့မိုင်နဲ့တောင်းတကြဆက်ဆံရေးပြတ်တောက်သွားခဲ့ပြီးနေအနေငယ်ကြပြီးတဲ့နောက်မှာမိုင်ကသူမရဲ့ကိုပိုင်နဲ့နေခံဖွင့်လေးကအောင်မြင်မှုရရှိခဲ့ပါတယ်။မင်းလဲအောင်မြင်တဲ့ကီတာအဖွဲ့ဝင်သူဦးဖြစ်လာခဲ့ပြီးဒီနေ့တော့မိုင်နဲ့တောင်းတို့လည်းပြန်လည်ဆုံတွေ့ခဲ့ကြပြီးတောင်းမှာကိုဝင်ရှိတဲ့စင်းင်းနဲ့သူပျော်ရှင်စွာနေထိုင်နေကြောင်းတည်လိုက်ရပါတယ်။ မိုင်လေပျော်ရှင်တဲ့မိသားစုကိုပိုင်ဆိုင်တဲ့ဒေါင်းကိုကြည်ပြီးပီတိဖြစ်ကနောက်ဆုံးမှာတော့မိုင်လေသူမမှာရီစာရှိချောင်းဒေါင်းကိုပျော်ပြလိုက်ပါတယ်ခဏကြတော့အဲ့ဒီကောင်လေးကမိုင်ကိုကားနဲ့လာကြိုပြီးအမှန်တော့သူမမှာရီစာမရှိပဲအဲ့ဒီကောင်လေးကသူမရဲ့ရင်မောင်းသမားဖြစ်ပါတယ်မိုင်ကဒေါင်းနဲ့အတူမိသားစုတိဆောက်ခြင်းစိတ်ရှိနေပေမဲ့မဖြစ်နိုင်တော့တာကြောင့်မိုင်လည်းငိုနေခဲ့ပြီးအတိတ်ကိုမိကအတိတ်တပံပြန်စတင်ဖို့ဆုံးဖြတ်လိုက်ပြီးစကားလည်းအဆုံးသက်သွားခဲ့ပါတယ် အခုလိုမျိုး recap video တွေကိုအကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Diamond Recap Channel ကို like နဲ့ subscribe လုပ်သွားပြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ